မြန်မာပြည်သူတွေအရန်ရန်ကိုအရေးကြီးပါပြီမြန်မာပြည်သူအများပြားယုံကြည်ကြတဲ့မြင်ကလင်သတင်းများစင်တာကပြည်သူတွေကိုအရေးပေါ်ပဲသတိပေးလာပါပြီကပတ်ပြည့်၍ဒေသများအင်းအားပြင်းမြင်ကလင်စိုးရင်ရမယ့်အခြေအနေမှာရှိနေကြောင်းခုပဲတင်လာခဲ့တာဖြစ်ပြီးတော့ကျွန်တော်တို့မြန်မာပြည်တွင်းကလင်ကတော့9.5အထက်သတိပြုရမယ်လို့ဆိုပါရီ9.5အထက်က83နိုင်အတွင်းမှာလာနိုင်လို့ပြည်သူတွေအရေးပေါ်ပြင်ဆင်ကြဖို့နော်မြင်းကလင်တန်းတဲ့အဆောက်အဦမြန်မာ ဝေးရာမှာနေချဖို့အတွက်ပြည်သူတွေကိုမြင်းကလေးသတင်းများစင်တာကတော့အရေးပေါ်ပဲတတိပီးလာခဲ့ပြီဖြစ်ပါတယ်93နိုင်အတွင်းမှာ9.5အထက်နော်လာဖို့ဒီချာနေကြောင်းကိုမြင်းကလေးသတင်းများစင်တာကတော့အာမခံပြီးတော့ပြောပါတယ်ပြပပြအပြင်းကလေးခမ်းမန့်ချက်အနေနဲ့ကတော့ဖိလစ်ပိုင်အင်ဒိုနီးရှားဂျပန်မက္စကိုပီရူနော်အဲ့ဒီနိုင်ငံတွေမှာပြင်းအပြင်းကလေးတွေလောက်ခံနိုင်ကြောင်းကိုတတိပီးလာပါတယ်မြန်မာနိုင်ငံမြင်းကလေးသတင်းများစင်တာကအင်တာမှာယုံကြည်ရပါတယ်။သူရဲ့ခန်းမှန်းချက်တွေကလုံးဝမှန်ကန်နေတတ်ပါတယ်။ အခုကျွန်တော်တို့အိန္ဒိယနိုင်ငံဖြစ်တဲ့အိန္ဒိယနိုင်ငံမှာလေကမ္ဘာမြေငလင်ပညာရှင်တွေကအခမ်းအနနေကြပြီးကီမွန်တန်တောင်စင်နာအနီးသဝိုက်မှာနော်တကယ့်ကိုမှဂျပန်နိုင်ငံမှာလူ3သိန်းတည်ဆုံးမဲ့နော်အဲ့ဒီမှာလာမဲ့ငလင်ထက်အစားပေါင်းများစွာကြီးတဲ့ငလင်ကြီးလောက်ခတ်နိုင်ကြောင်းကိုနော်အိန္ဒိယနိုင်ငံတွေမှာပါထိခိုက်နိုင်ကြောင်းကိုကမ္ဘာပညာရှင်တွေကအသိအကျကိုခမ်းအနနေကြပြီဖြစ်ပါတယ်နော်ဆိုတော့သတိပြုရမှာပါကျွန်တော်တို့မြေငလင်သတင်းများစင်တာကအများအားဖြင့်ယုံကြည်ရတယ်ကျွန်တော်တို့ မတ်လ28ရက်နေ့ကလုတ်ခတ်သွားတဲ့မြောင်းနိုင်ငံကဟလင်ဂျီနဲ့ပတ်သက်ပြီးတော့ယင်္ဂလိသတင်းများစင်တာကချူတင်ပြီးတော့ပြည်သူတွေကိုအဲ့ဒီရက်မတိုင်ခင်မှာနှစ်အလိုကလေးကဗျာပြည်သူတွေကိုသတိပေးထားခဲ့တာဖြစ်တယ်။တချို့သောပြည်သူတွေကတော့ဒါကိုအရေးတူယူနဲ့ချူတင်ပြင်ဆင်ခဲ့တယ်။တချို့သောပြည်သူတွေကတော့မပြင်ဆင်ခဲ့ဘူးဆိုတော့မပြင်ဆင်ခဲ့တဲ့သူတွေကတော့အသက်ပေါင်းများစွာနော်ဆုံးရှုံးခဲ့ရတယ်လို့ပြင်ဆင်ခဲ့တဲ့သူတွေကတော့အသက်ရှင်ခဲ့ကြတာကိုလေကျွန်တော်အနေနဲ့အများကြီးတွေ့ရပါတယ်။ ဒါကြောင့်မလို့မြင်းကလေးသတင်းများစင်တာကအရေးပေါ်ပဲသတိပေးထားဖြစ်တဲ့ကနေ73နှစ်အတွင်းမှာကြီးမားတဲ့ငလေးတခုလောက်ခတ်နိုင်တယ်ငါးရသမာငါးအထက်မှာရှိပါပြီဒါကြောင့်ပြည်သူတွေလုံးဝကယူဆိုင်ကြပါလုံးဝမပေါ်ကြပါနဲ့အခုမန္တလေးမှာမိုးအကြီးကြီးကျမ်းမယ်ဆိုပြီးတော့နော်မိုးလူသားပညာရှင်ဦးနိုင်အပါဝင်စစ်ကောင်စီရဲ့မိုးစလဦးစီးဌာနကလေအသေးပြုထုတ်ပြန်ထားတာကိုလေတွေ့ရတယ်မင်းညာကလည်းစပြီးတော့မန္တလေးမြို့မှာမိုးတွေကြီးကျယ်နော်ရွာနေပြီးတော့ရေကြီးရေရှမ်းမှုတွေဖြစ်ပွားနေတယ် ။အခုပဲပြောမယ်မန္တလေးမြို့မြောက်ဘက်ဆယ်တော်ကြီးဒေသအတွင်းမှာဒီနေ့16ရက်နေ့ညနေ9:00နာရီကနေစပြီးတော့အပီလာဇက်ခနေ့ညနေ9:00နာရီ24နာရီအတွင်းမိုးအကြီးကြီးရွာပါလိမ့်မယ်။ဒါကြောင့်ပြည်သူတွေအထူးယူဆိုင်ကြပါ။ပြီးတော့ငလင်းပညာရှင်တော်တော်များများကလည်းခံမနေကြပြီ။အခုမြောင်းတွေကမှလှုပ်သွားတဲ့ခလေးဟာအင်မတန်မှရှားပါတဲ့ခလေးဖြစ်ကြောင်းနော်။နာဆာကလည်းအတည်ပြုထားလိုက်ပြီဖြစ်တဲ့တော့အေယာဝတီမြင့်ဟာလေးကြောင်းလဲမှုများစွာဖြစ်ပွားခဲ့တယ်။ဒါကြောင့်မလို့ မိုးရွာဒီမှာနော်မန္တလေးမြို့ကြီးနဲ့အင်ဝါမြို့ကနော်ရေအောက်ကိုရောက်သွားနိုင်တာဖြစ်တယ်ဆိုတော့ပြည်သူတွေကြီးစင်မဲ့အခြေရေပေါင်း90ပဲလိုပါတော့တယ်တတိဆိုတာပူဒီမရှိတာဖြစ်တဲ့အတွက်ပြည်သူတွေအခုခေတ်ကနေကြိုတင်ပြင်ဆင်ကြဖို့ဖြဲချောက်တာမဟုတ်ဘူးပြင်ဆင်ကြပါတတိပေးပြစီ